ကိုချစ်တယ်ဆိုတာကအမြဲတမ်းအောင်မြင်နေမှကိုကိုချစ်ရမှာမဟုတ်ဘူး။ကြာရှုံးတဲ့ချိန်ကျရင်ပိုးတောင်မှချစ်ရအောင်ပဲ။ဟုတ်တယ်နော်။အထူးသဖြင့်ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုကိုကအကောင့်ထဲပုံနေတဲ့ချိန်မှာနော်။ကိုတယောက်တည်းလေအများသောအားဖြင့်လူတိုင်းရဲ့ဘဝမှာကိုယ့်ရဲ့စိတ်ကူးအိမ်မက်ကိုအကောင့်ထဲပုံတိုင်းတယောက်တည်းဖြစ်နေရများပါတယ်။နော်။လူရဲ့တဘာဝဘာလဲတော့မသိဘူး။တခါလေကြာရင်လေရည်ရရတိလား။မှန်နိုင်လို့ရင်ဘယ်သူမှအာမပေးဘူး။ ောက်ကရရင်လုံးရင်တစ်ဖွဲ့ကြီးလိုက်အကုန်လုံးအားပေးတယ်အဲ့တော့ကိုမှန်တာတွေကိုယုံကြည်တာတွေလုံနေတဲ့ချိန်မှာကိုကတယောက်တည်းပြီးအဲ့တယောက်တည်းဖြစ်နေတဲ့ချိန်မှာလဲကြာရှုံးမှုတွေရှိမှာပဲဟုတ်တယ်နော်ဟိုကိုတတိရှိပြီးတော့မှလုံတင်နိုင်လုံတိုင်းအမြင်နဲ့အောင်မြင်မယ်လို့ဘသူကကိုကိုဂရီပေးထားလဲ ဘသူမှဂရီမပေးဘူးဟုတ်တယ်နော်လောကရဲ့လည်းကိုယ်ဂရီမပေးထားဘူးโอเคဟုတ်တယ်လုံတနလုံးလို့ကိုယ်စုချမယ်ဒါပေမဲ့အဲ့စုကလည်းအချိန်တစ်ခုကြာတယ်ဒါကြောင့်မလို့ကိုယ်လုံတနရေလုံနေတဲ့အချိန်မှာကြာရှုံးနေဆိုရင်လေကို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 ကလက်ခံတရမယ်အဲ့ဒီကြာရှုံးမှုတွေကနေပြီးတော့မှပြန်ထပြီးတော့မှ everything is learning မယ်နော် grow mindset ရှိရမယ်ဘယ်ရမဆိုရင်နောက်တစ်ဆင့်တက်လို့ရတယ်နော်အမြဲတမ်းပဲတိုးတက်ပြောင်းလဲနိုင်တဲ့သူဒီဟာအခုကြာရှုံးနေဘာလို့လဲကိုမသိသေးလို့နောက်တစ်ဆင့် ထပ်လို့ရင်ထပ်ဖြစ်လာမှာပဲเนาะဘယ်တော့မှအဲ့ညံမှာပဲမရက်နေတယ်တကယ်ကိုကိုချစ်တဲ့သူတွေအကုန်လုံးကကြာရှုံးတဲ့အချိန်မှာပိုးပြီးတော့တောင်မှသူတို့ကိုသူတို့ချစ်တက်ပါတယ်အဲ့တော့ဒီမှာပြောချင်တာကကိုကြာရှုံးမှုတွေဖြစ်တဲ့အချိန်မှာကိုအတွေးနေကိုကိုအပြစ်တင်တာတွေစိတ်ညစ်တာတွေတောက်ကရောက်တာတွေနဲ့ဒလဘွားပေါ့เนาะအဲ့မှာထိုင်ပြီးတော့စိတ်ညစ်နေမဲ့အစား move on မြန်မြန်လုပ်ပြီးတော့မှနောက်တစ်ခုရှေ့ဆက်ပါအဲ့ဒါကတကယ်ကိုကိုကိုချစ်တက်တဲ့အမူအရာဖြစ်ပါတယ်